ကျမကအမြဲကံကောင်းပြီးတော့စိတ်သက်သမာတဲ့ဒုတိယဝယ်ဖြစ်ပါတယ် ဒါဆိုဘာဖြစ်လို့အမြဲတမ်းအဲ့လိုကံကောင်းမှုတွေရရှိတာလဲစိတ်ဓာတ်တန်မာအောင်ဘလို့နေထိုင်လဲဆိုတာကျမရဲ့စိတ်ပိုင်းဆိုင်ရာဒါနီးလန်းလွေးတွေကိုဒါလူငယ်တွေကိုချင်းကပြပြပေးခြင်းပါတယ်ဆိုတော့ပြဿနာကလူတိုင်းမှာရှိပါတယ်ပထမဆုံးလက်ခံထားမှာတခုကပြဿနာဆိုတာဘဝရဲ့အစိတ်ပိုင်းတစ်ခုပဲဖြစ်ပါတယ်ဒါကြောင့်ပြဿနာတွေဖြစ်လာလို့ရှိရင်ရှောင်ပြေးစရာမလိုပါဘူးချမ်းလဲဒီနေ့ဒီချိန်ဒီပြဿနာပေါင်းစုံအခက်အခဲပေါင်းစုံနဲ့ကြုံတွေ့ရပါတယ်နိုင်ငံခြားမှာနေထိုင်နေသူဖြစ်တာဖြစ်တဲ့အကြောင်းမို့လို့ပို့ပြီးတော့အခက်အခဲတွေပြဿနာတွေဆိုတော့ရှိပါတယ် ်ဆိုတော့ပထမဆုံးကိုကပြဿနာတွေဖြစ်လာတဲ့ခါမှာဘယ်လိုခံစားရလဲဆိုတော့အဲဆက်ဆက်ချင်းမှာတော့ခေါင်းကြီးရှုပ်ထွေးပြီးတော့စိတ်တွေရှုပ်ထွေးခေါင်းကြီးပူထူသွားတာတော့အမှန်ပါပဲဒါကတော့လူတိုင်းကြုံတွေ့ရတဲ့အရာပေါ့နော်အဲ့ဒီပြဿနာတွေအခက်အခဲတွေပေါ်မှာကိုကဘယ်လိုတုံ့ပြန်မှာလဲဘယ်လိုကင်တယ်ဖြေရှင်းမှာလဲဘယ်လိုစိတ်ထားမှာလဲပေါ့မူတည်ပြီးတော့ဒါလူတွေကကွဲပြားချမ်းသာသွားကြတယ်လို့တော့ချမ်းရမြင်ပါတယ်ဒါချမ်းရဲ့ဒီအခက်အခဲတွေပေါ်ပြဿနာတွေပေါ်ထားတဲ့စိတ်ကတော့ပြဿနာဖြစ်လာတဲ့ခါမှာ အာပထမဆုံးကိုလက်ခံထားတဲ့အရာကပြဿနာဟာဘဝရဲ့အစိပ်ပိုင်းတစ်ခုပဲနောက်တစ်ခုပြဿနာရဲ့အခက်ခဲတွေဆိုတာကကိုခံနိုင်ရင်ရှိရင်ခံနိုင်ရင်ရှိသလောက်လောကကြီးကကိုကိုပေးတတ်တယ်တင်ကန်းစာတွေပဲဖြစ်ပါတယ်ဆိုတော့ကြေတနာအကြီးအခက်အခဲအကြီးကိုစီရောက်လာပြီဆိုလို့ရှိရင်ကိုကိုခုံယူလိုက်ပါဒါပထမဆုံးကိုက လောက်ခံနိုင်ရင်ရှိတဲ့တန်မာတဲ့သူတယောက်ဖြစ်တယ်ဆိုတာကိုလောကကြီးရဲ့သက်တည်ပြပေးတာပဲဖြစ်ပါတယ်။ချဲကအဲ့လိုစိတ်ထဲမှာကိုယ့်ကိုမှတ်ယူထားပါတယ်။နောက်တစ်ခုကပြဿနာတွေဖြစ်လာလို့ရှိရင်ပထမဆုံးအရင်ဆုံးဖြေရှင်းမှု အဲ့ဒီနီးလဲရှာဖို့စ조사တာတဲ့အရင်ဆုံးကိုကအဲ့ဒီခေါင်းနဲ့ပူထူစိတ်တွေရှုပ်နေတဲ့အချိန်မှာဘလိုမျိုးစိတ်ကိုထားထားလဲဆိုလို့ရှိရင်တော့အော်ငါဒီပြဿနာတွေဖြစ်နေတဲ့ခြားတဲ့ကငါကောင်းကောင်းမွန်မွန်နေရသေးတယ်ကောင်းကောင်းမွန်စားရသေးတယ်ငါမဖြည့်ရှင်းနိုင်တဲ့အုံနောက်လည်းရှိသေးတယ်အဲနင်းနွေးထွေးထွေးနေစရာလေးတွေလည်းရှိသေးတယ်အဲ့လိုမျိုးအရင်ဆုံးဒါတွေးပါတယ်အရင်ဆုံးကျေးဇူးတင်စရာကိုယ်မှာကြံရှိနေတဲ့အရာလေးတွေကိုတွေးပြီးတော့ကျေးဇူးတင်တာပေါ့နော်ကိုယ့်ရဲ့အကောင်းမြင်တတ်တဲ့စိတ်နဲ့အဲ့ဒီ ကျေးဇူးတင်တဲ့စိတ်တသိလေးတွေရာစာကျေးဇူးတင်တဲ့စိတ်ကကိုယ့်ကိုအခက်ခဲတွေကြားရတာမှာကိုယ့်ကိုအခွင့်အလမ်းတွေကိုပို့ပြီးတော့မြင်လာစေရပါတယ်လူတစ်ယောက်ကအခက်ခဲတဲ့အခြေအနေရောက်လို့ရှိရင်အဲ့လိုစိတ်ညစ်တယ်စိတ်တက်ကြတယ်မျက်ရည်တွေကျတယ်အဲအဲ့ဒီအခြေအနေမှာဆိုလို့ရှိရင် ပို့ပြီးတော့စိတ်ညစ်လေအဲ့ဒီအဆင်မပြေတဲ့အရာကိုထက်ခါထက်ခါမပြေရခေါင်းလားဆိုပြီးတော့တွေးလေပို့ပြီးတော့အဆင်မပြေမှုတွေဖြစ်လာလေမကောင်းတဲ့ negative energy တွေကကိုယ့်စီကိုရောက်လာနေပါပဲဒါကြောင့်မလို့ဘလောက်ပဲအဆင်မပြေတာတွေပဲဖြစ်ဖြစ်လက်ရှိအခြေအနေအရာအနာဂတ်ကိုဘရမမဆုံးဖြစ်ပါနဲ့ငါလက်ရှိအခြေအနေမှာဒီလိုမျိုးတွေဖြစ်လို့အဆင်မပြေဘူးဆိုပြီးတော့စလိုက်စလိုက်လွင်နေအဆင်မပြေတာတွေပဲဖြစ်တယ်ဒါကဒါ lot of attraction အရာကိုကမကောင်းတဲ့ energy ကိုထုတ်လို့ရင်ကိုယ့်စီကိုလည်းမကောင်းတဲ့ energy တွေကိုပဲကိုကပြန်ပြီး attract ဆွဲငင်တက်ပါတယ်ဒါကြောင့်မို့လို့ကိုကအဲ့ဒီအခက်ခဲတွေကြားရတောင်မှကျေးဇူးတင်တဲ့စိတ်နဲ့အာအကောင်းမြင်တဲ့စိတ်ကိုမွေးပေးပြီးတော့ကျေးဇူးတင်တတ်ရမှာပဲဖြစ်ပါတယ် ဒါကြောင့်မို့လို့ငါအဆင်ပြေသွားမှာငါဒီအရာတွေကိုလုံနိုင်တယ်ဖြည့်ရှင်းနိုင်တယ်ဒီအရာတွေကပါမွားပဲလူ့ဘဝမှာဒီလိုခက်ခဲတယ်အာပြဿနာတွေဖြစ်တယ်ဆိုတာတာမန်ပဲအရွယ်ရောက်လာပြီးသားသူတယောက်အနေနဲ့ဒီလိုလောကကြီးရဲ့သဘာဝကိုရင်ဆိုင်ရမှာလေတာမန်ပဲပုံမှန်ပဲလို့ကိုယ့်ကိုယ်ကိုခံယူထားလိုက်လို့ရှိရင်ပြဿနာတွေရဲ့90ရာခိုင်နှုန်းလောက်ကအေးချမ်းသွားပါပြီနောက်ထပ်90ရာခိုင်နှုန်းလောက်ကကိုယ့်ရဲ့ဆွမ်းနာကျေးဇူးတင်တဲ့ခြင်းအကောင်းမြတ်တဲ့ခြင်းနဲ့စိတ်ကြောင့်အဲ့ဒီစိတ်တွေကြောင့်အခွင့်အလမ်းတွေကိုမြင်လာပြီးတော့အဲ့ဒီပြဿနာတွေကိုလည်းကျော်လွှားပြီးတော့ဖြေရှင်းနိုင်မှာပဲဖြစ် ြစ်ပါတယ်။ရောဂါကြီးကလည်းကိုမခံနိုင်တဲ့အရာကိုဘယ်တော့မှမလုပ်ပေးဘူး။ကိုခံနိုင်တဲ့အရာကိုပဲသူကကိုအမြဲတမ်းပေးလို့ရှိတယ်ပေါ့နော်။ဒါကြောင့်မို့လို့ဘာပြဿနာတွေပဲဖြစ်ဖြစ်ဘာခက်ခဲတွေပဲဖြစ်ဖြစ်မကြောက်ပါနဲ့။ဝမ်းလဲမနေပါနဲ့။ခဏခေါင်းရှုပ်တာတော့လက်ခံပါတယ်။ဒါပေမဲ့အဲ့ဒီအရာကိုထပ်ကထပ်ကအကြာကြီးတွေးနေရင် negative energy တွေဝင်လာတယ်ဆိုတော့သတိရပါ။ဒါကတော့ချမ်းရဲ့ပြဿနာတွေအခက်ခဲတွေပေါ်မှာထားတဲ့ mindset ပဲဖြစ်ပါတယ်။ဒါကြောင့်မို့လို့ချမ်းအမြဲတမ်းကံကောင်းမှုတွေကိုပဲဖြစ်ပေါ်စေပါတယ်။ဘလောက်ပဲအခက်ခဲဖြစ်ဖြစ်ခဏလေးပဲခံစားရတယ်ပေါ့နော်။